ကျမချင်းမဆွေတောက်ကြတသမီးအားလုံးမင်္ဂလာပါနော်ကျမချင်းမဆွေတောက်ကြတသမီးတွေကိုဒီတစ်ပတ်တည်းကာလမှာတွေ့ကြောင်းမဲ့ကံကြမ္မာအဆိုးအကောက်နေတဲ့အတူဆောင်းဆောင်းရံလေးတွေကိုလည်းပြပြပေးရမှာဖြစ်ပါတယ်တောက်ကြတသမီးတွေအတွက်ကြက်ရောက်လာတဲ့ကံနမိတ်ကလေးကတော့ စိတ်ရထားဆိုရယ် economically ပဲဖြစ်ပါတယ် economically ရတောက်ချက်သတ်သမီးတွေကဒီကာလလေးထဲမှာပေါ့နော်မိမိရဲ့ set to share လုပ်ငန်းတွေနဲ့အချိုးပေးနေတဲ့မိမိရဲ့ set to share အလုပ်တွေလုပ်ရတာတို့ပေါ့နော်အဲဥမာမိမိကပေါ့နော်ငွေထည့်ပြီးတော့ပေါ့နော်အလုပ်ရတာတို့မိမိကပူးပေါင်းပြီးတော့လုပ်ရတာတို့ဒီလိုလုပ်မျိုးတွေနဲ့အချိုးပေးနေတဲ့အဲမိမိကလုပ်ဖို့လဲအကြောင်းတွေကလဲပေါ်လာတတ်တယ်တောက်ချက်သတ်သမီးတွေကဒီကာလလေးမှာမိမိကလုပ်အကန့်ကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကပေါ့နော်အဆင်ပြေနေတတ်တယ်အလုပ်ကဒီတစ်ခုရောနောက်ထပ် အဆက်အသွယ်အစ်စ်တစ်ခုရောအဲဒီလိုမျိုးပေါ်လာတတ်တယ်မိမိအလုံးနှစ်ခုခြံတူလောက်ရတာအမျိုးလေးတွေလည်းဖြစ်တတ်တယ်တောက်ချက်သသမီးတွေကဒီကာလလေးထဲမှာပေါ့နော်မိမိကငွေကြီးနဲ့ပတ်သက်လို့ရှိရင်မိမိကငွေဝင်လာတတ်တယ်အဲငွေဝင်တော့ဝင်မယ်ဒါပေမဲ့တစ်ခုကတော့ဘာလဲဆိုလို့ရှိရင်မိမိကသူများကိုထောက်ပံ့ရတာတို့သူများကိုပေးကမ်းရတာတို့ဒါမှမဟုတ်မိမိကမိသားစုကို ဟုတ်ပေါ့နော်အပြက်လန်ပြီးတော့ပေးကန်ထောက်ပံ့ရတာတခုခုပေါ့နော်မိမိကအပေးနေရတာကန်နေရတာထောက်ပံ့နေရတာဒီလိုမျိုးလေးအကြောင်းမိမိကငွေထွက်နေတတ်တယ်ပေါ့နော်အဲဒါကိုတော့သတိထားရမယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာမိမိကပေါ့နော်မိမိထက်ပေါ့အထက်လူကြီးတို့အဲမိမိထက်ကြီးတဲ့သူတို့အဲဒါမှမဟုတ်မိမိတို့အိမ်မှာရှိတယ်မိမိရဲ့ထက်ကြီးတဲ့ အကြည့်အကဲတယောက်ယောက်နဲ့ပေါ့နော်မိမိကအဆင်မပြေဖြစ်တာလေးတွေအဲသူတို့ကြောင့်ပေါ့သူတို့နဲ့ပေါ့နော်မိမိကပေါ့နော်စကားမရတာလေးတွေအဲဒီလိုမျိုးလေးဖြစ်တဲ့ကရောက်ကဆလေးတွေဖြစ်တဲ့ဒါတို့မိမိကပြောဆိုတွေအဲမိမိကအနေထိုင်နေဒါတို့မိမိကသတိထားရမယ်တောက်ချက်သမီးတွေကဒီကလာလေးတွေမှာပေါ့နော်မိမိက အိုးအိမ်နဲ့ပတ်သက်ရင်ကန်ကောင်းနေတတ်တယ်။အိုးသစ်အိမ်သစ်ဝင်လာတတ်တယ်။အိုးအိမ်ရရှိဖို့အတွက်အเจ้าကြီးကလည်းပေါ်လာတတ်တယ်။အဲဒါမှမဟုတ်ရင်မိမိကအိုးသစ်အိမ်သစ်မှာပြောင်းရွှေ့ပြီးနေထိုင်ရတာမျိုးလေးတွေနေရာပြောင်းရတာမျိုးလေးတွေဒီလိုမျိုးလေးနေတွေ့ကြောင်းတတ်တယ်။တောက်ချက်သမီးတွေကဒီကာလလေးတွေမှာချီးအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့ဗောနော်။အဲမိမိတို့က အထွေထူးပေါ့အထွေထူးကိစ္စရည်တော့မဟုတ်ဘူးအဲဒါမဲ့ပေါ့နော်မကြခဏဆိုသလိုပေါ့အဲသူနဲ့ကိုနဲ့အဲစိတ်ကောက်တာတို့အစကားမများတာတို့အဲရံဖြစ်တာတို့အဲပြီးရင်လည်းပြန်တဲ့ဝါတာတို့ဒီလိုရံဖြစ်လိုက်ပြန်ချက်လိုက်အဲဒီလိုကိစ္စမျိုးလေးတွေနဲ့ပေါ်လာတတ်တယ်တောက်ချက်သမီးတွေကဒီကာလလေးထဲမှာကျမရင်နဲ့ပတ်သက်ရလို့ရှိရင်မိမိကပေါ့နော်အဲခြေထောက်အောက်ပိုင်းနဲ့ပတ်သက်ပြီးရင်သတိထားရမယ်ခြေထောက်အောက်ပိုင်းနဲ့ပတ်သက်ပြီးတော့မိမိကခဏခဏပေါ့နော်ခြေထောက်နာတာတို့ခြေထောက်အဆူးဆူးတာတို့ခြေထောက်တစ်ခုခုဒဏ်ရတာတို့ဒီလိုမျိုးလေးဖြစ်တတ်တဲ့အတွက်ကြောင့်ခြေထောက်နဲ့ပတ်သက်ရင်မိမိကသတိထားရမ မယ်။တောက်ချက်သမီးတွေကဒီကလာလေးတွေမှာမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဘုရားကျော်၅လုံးမကြခဏဆက်ကလူရန်ပေးခြင်းဖြင့်မိမိရဲ့ကံညာခိုက်တရားပြပြောက်သွားစေမယ်။လက်ကီကလာလေးကတော့အညိုရောင်တို့အစိမ်းရောင်တို့ကတော့လက်ကီကလာလေးတွေပဲဖြစ်ပါတယ်။၅ကနန်း၊၃ကနန်း၊၂ကနန်းတွေကတော့မိမိရဲ့လက်ကီကနန်းလေးတွေပဲဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ကျွန်မနာမည်ကတော့ဆင်မအင်ကြီးချမ်းမှုပါ။နောက်ပြီးတော့လေးကျွန်မပြည့်စုံမယ်နော်။ကျွန်မချမိတ်ရှိတောက်ချက်သမီးလေးကိုစိတ်နှပြချမ်းမှလို့ချမ်းသာကြပါစေလို့ကျွန်မဒီကနေ့ကိုမြတ်တာပြုဆုတောင်းပေးလိုက်ပါနော်။